စကော့တလန်ရဲ့နှွေဦးရာသည်တနေ့မှာပေါ့တမနက်ခင်းလေးမှာစိတ်ကူးတက်လေးတွေနဲ့နိုးထလာခဲ့ပါပြီအဲ့စိတ်ကူးလေးကတော့အိမ်နောက်ဖေးမှာကိုပိုင်စိုက်ခင်းလေးစိုက်มาပဲဖြစ်ပါတယ်ဒီစိတ်ကူးလေးကိုအကောင့်ထဲပေါ်ဖို့အတွက်မြေကြီးနေရာလိုက်ရှာတဲ့အခါမှာတော့အိမ်ရဲ့တောင်ဖက်ဒီကွက်လက်လေးမှာစိုက်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်ပထမဦးဆုံးစီစဉ်နေနေရတော့မျက်ရှင်ရပါပေါ့နော်ရရှင်ပြီးရင်ကတော့ဒီခြုံဘုတ်တွေကိုရှင်းမရမှာ ကဲဒီလိုနဲ့ပဲကျမရဲ့ DIY site ခင်းလေးကစတင်ခဲ့ပါတယ်ဒီခြုံဘုတ်တွေကိုဖြတ်ထုတ်ပြဖို့အတွက်ဓမ္မတရှိလိုက်ရှာတာတမျိုးလုံးပဲမှာမရှာလို့မရအောင်အဲ့တော့ဖြတ်လို့ရတဲ့လွှာပဲဝယ်လာခဲ့တယ်အဲ့လိုပဲအမြင့်တရားလေးဤထွက်အောင်ကိုစွဲနှုတ်ရတယ်ဒီလိုနဲ့ပဲအဲ့လိုပဲခြံနောက်မှာကုတ်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 နဲ့တကုတ်ကုတ်အလုတ်တွေလုံနေရတာပေါ့ငယ်ငယ်တုန်းကအိမ်မှာအိမ်ကလူကြီးမိဘတွေကစိုက်ခင်းထဲမှာ တခုခုကုခိုင်းရင်မလောက်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့လက်နဲ့မြေကြီးနဲ့ထိလိုက်လို့ရှိရင်လက်ကျန်သွားမှဆိုးလို့ဆိုပြီးလုံးဝဝါသနာမပါခဲ့ဘူးပေါ့နော်ကဲအခုများကြတော့ဘသူမှမခိုင်းဘူးကိုတိုင်ကိုကြကိုလှုပ်ကိုလှုပ်ချင်နေတာချင်ချင်းနေတတ်တာအဲ့ဒီလိုကိုလှုပ်ချင်နေတာအဲ့လိုကိုလှုပ်ချင်ရာတွေလှုပ်နေရတော့စိတ်ထဲမှာပျော်တယ်လို့လို့တွေဖြစ်လာတာပေါ့နော်အသက်ကစကားပြောလာတယ်လို့များဆိုမလား ခိုးငယ်ငယ်တို့ကလက်ခံယူဆထားတဲ့အယူအဆတွေအသွေးခေါ်တွေကလည်းအသက်ကြီးလာတာနဲ့အမြတ်တပြေးပြေးပြောင်းလဲလာတယ်။ငယ်ငယ်တို့ကကြိုက်ခဲ့တဲ့အရာတွေကလည်းအခုအသက်ကြီးလာတော့အမြင်တစ်မျိုးနဲ့ကြိုက်ချင်မှကြိုက်တော့တာမျိုးပေါ့။ခိုးငယ်ငယ်တို့ကဆိုရင်ခြံရှင်းခြံစိုက်ဖို့ဆိုတာစိတ်ကူးထဲမှာတောင်မရှိခဲ့ဘူး။အခုများတော့လောက်တာဆိုတာအာဂျူမန်တက် အာတုံခွန်ဆိုင်စိတ်ပါလက်ပါ ဲခြုံနေရှင်းပြီပြီဆိုတော့အမိုက်သေးမြက်သေးဆက်ရှင်းမှာဖြစ်ပါတယ်ဒီမှာဆောင်းဥရသည်စက်တမ်ဘာနိုဝင်ဘာဆိုရင်တစ်ပင်ကနေတစ်ရွက်တွေကအယောင်ပြောင်းပြီးတော့မှတရွက်မကြံကြွေကြတာပေါ့နော်အဲ့ဒီကြွေကြတဲ့တစ်ရွက်တွေကဒီမြက်ခင်းနေကြထဲမှာရောက်ပြီးတော့မှကြံ့နေတာအဲ့ဒီတစ်ရွက်တွေပါတိမ့်ရတာကဲအားလုံးရှင်းပြီးသွားပြီဆိုတော့ဘောင်လှုပ်ဖို့အတွက်တစ်သားလေးတွေဖြတ်ပါမယ် ရှိတဲ့တစ်သားနဲ့ဘောင်လောက်တာဒီတပောင်ပဲရတယ်။ကဲဒါကတော့ site ထဲကနေတဲလာတဲ့ top swing လေးညီကြီးတွေဖို့တာပေါ့နော်။ကိုယ့်ရဲ့စိတ်ကူးလေးကတော့ဒီလို site ဖို့ပြိုးဖို့အတွက်မြင်နေရလေးပြင်ဆင်ထားမယ်ပေါ့။ပြီးရင်အစီအရီမျိုးစေးတွေကကြတော့အလင်းတင့်တင့်တယ်လို့ကို site ချင်တဲ့အချိန်လေးလာလာ site သွားမယ်ဆိုပြီးတော့မှဒါစပြီးပြင်ဆင်ထားတာပေါ့နော်။ကဲဒါလေးကတော့စိုက်ပြုံးမြည်လေးအစင်သင်ဖြစ်သွားခဲ့ပါပြီ။ ဒီမှာຫນွေဥပေါက်ဆိုလို့ရှင်မြေကြီးတွေကထွက်လာတဲ့ပန်းလေးတွေကအစာပွင့်ပြီးလာနေတာအဲဒါတော့ငငယ်တုန်းကလိုမျိုးပေါ့နော်ပန်းလေးတွေခူးပြီးတော့မှကစားတာကစားတာပါရဲ့မဟုတ်ဘူးပန်းလေးတွေမှမဟုတ်ဘူးတစ်ပင်တွေမှဆိုလို့ရှင်လဲအရွက်တစ်လေးတွေထွက်ဖို့အတွက်ကိုသူကပရစ်ဖူးလေးတွေအရွက်စိမ်းလေးတွေစပြီးထွက်နေတဲ့ကာလပေါ့နော်ဒီຫນွေဥရတီက တစ်ပင်တွေမှာဆိုလို့ရှိရင်အိမ်မှာအရွက်စိန်နုနုလေးတွေစပြီးထွက်လာတဲ့အချိန်ကာလပေါ့နော်။ဒါနွေရာသီရောက်လာတော့မယ်ဆိုတဲ့လက္ခဏာပေါ့နော်။နွေရာသီကိုတတရရကလေးနဲ့ကြိုမယ်ဆိုပြီးခြံထဲကအမိုက်တွေကိုအဲ့နေရအကုန်ရှင်းခဲ့တယ်။ကဲပြိုးထားတဲ့အပင်လေးတွေကိုအနောက်ကခြံနောက်ကမြေကွက်လက်လေးမှာသွားစိုက်ပါတော့မယ်။ကဲနောက်ထပ်၃ဘက်လောက်အကြာမှာတော့အပင်ပေါက်လေးတွေစပေါက်ပါပြီ။ ဒါကတော့ဒီနေ့ຫນွေရာဒီမှာကျမရဲ့အိမ်နောက်ဖေးဈေးဆိုင်ကနေထွက်တဲ့တီးပင်စားပင်လေးတွေပေါ့နော်မဆိုးပါဘူးနာနာပင်ဆိုရင်ဝဲစရာမလိုတော့ဘူးစားရပြီရွှေပဲရွက်ဆိုလို့ရှိရင်လည်းအဲ့ဒီလောက်စိုက်အဲ့ဒီအရွယ်တွေကနေစပြီးအညောင်ထွက်လာတာနဲ့အကုန်တော့တော့ခူးစားတော့တာပဲကိုကိုတိုင်းစိုက်ပြီးတော့မှရလာတဲ့အရွက်လေးတွေကိုခူးစားရတာကလည်း feeling လေးကတမျိုးပေါ့နော်ပျော်စရာတော့ကောင်းပါတယ်ကြည်နူးစရာလေးပေါ့နော် organic လည်းဖြစ်တယ် ကဲဒါဆိုရင်ကျမရဲ့ဘဝတသက်တာမှာပထမဦးဆုံးစိုက်ပျိုးမှုတဲ့စိုက်ခင်းလေးပဲဖြစ်ပါတယ်။ကဲအခုဆိုရင်ကိုပိုင်စိုက်ခင်းနဲ့အိမ်ကိုလာလေတဲ့တမင်လေးတွေနဲ့တော့ရိတ်တောင်ရိတ်မှာပျော်မွေ့နေပါပြီနော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။